။ရှမ်းမြောက်တွင် တိုက်လေရင်ဖြစ်ချနိုင်ခဲ့ဟု KIA အတည်ပြုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်စခန်းသိမ်းခံရသည့်ကုတ်ခိုင်မြို့မြောက်ဖက်မိုင်30အကွာနန်းဖက်ကဒေသတွင်ယနေ့နက်နက်လာရောက်ပုံချဲသည့်တိုက်လေရင်ကိုဖြစ်ချနိုင်ခဲ့သည်ဟုကချင်တော်လှန်ရေးတပ်ကပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းကိုခိုင်မြို့နယ်နံဖက်ကတွင်ဘုံလာကျဲသည့်စစ်ကောင်စီတိုက်လေရင်တစဉ်ကိုယနေ့နဲ့နောက်ပိုင်းတွင်ပြစ်ချနိုင်ခဲ့သည်ဟုကချင်လွတ်လပ်ရေးတပ်မတော် KIA ကယနေ့မိုးလဲပိုင်းတွင်အတည်ပြုပါရယ်မြို့မြောက်ဖက်မိုင်30ခန်းအကွာရှိနံဖက်ကရွာရှိချီလင်တရင်ခလာရအမှတ်123စခန်းကို KIA ကယမန်နေ့တွင်သိမ်းပိုက်ပြီးနောက်ထိုဒေသတစ်ဝိုက်တွင် KIA နှင့်စစ်တပ်အကြားတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပါရယ်ယနေ့နဲ့တိုက်ပွဲများပြင်းထန်စွာဆက်လက်ဖြစ်ပွားနေစဉ်တိုက်လေရင်ဖြင့်လာရောက်တိုက်ခိုက်ချိန်တွင်ပြစ်ချခဲ့ခြင်းဖြစ်ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးကပြောပါတယ်။ဘလို့ပုံစံနဲ့ဘလို့ကြသွားလဲဆိုတဲ့အသေးစိတ်ကိုတော့မသိရသေးဘူး။ပြစ်ချတယ်လို့တော့ကြားပါတယ်။ချက်ဖိုက်တာလို့တော့ပြောတယ်ဟုသူကပြောပါတယ်။အသေးစိတ်အချက်အလက်များကိုအတိမပြုနိုင်သေးတယ်လို့စစ်ကောင်စီကနှုတ်ဆက်နေစေဖြစ်ပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်ရှိရာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်လိုင်စာမြို့အနီးတွင်လေဇန်နဝါရီလကစစ်ရဟတ်ရင်တစင်းကိုပြစ်ချခဲ့ရာပြတ်ကျသွားကြောင်းဘုံမူကြီးနော်ဘူးကပြောထားပါတယ်။ ထိုစဉ်ကလည်းစစ်ကောင်စီဘက်ကတစုံတရာထုတ်ပြန်ခြင်းမရှိပါဘူး။ KIA သည်2021ဖေဖော်ဝါရီတွင်အယက်သားအစိုးရကိုဖြုတ်ချကာအာဏာသိမ်းသည့်စစ်တပ်ကိုပြောင်ပြောင်တင်းတင်းဆန့်ကျင်ပြီးအခြားသောတော်လှန်ရေးအင်အားစုများကိုထောက်ပံ့ကူညီမှုများပြုလုပ်နေသည့်ဝိုင်းရတိုင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်ပါသည်။ကချင်ပြည်နယ်နှင့်ဆက်ဆက်နေသည့်စကိုင်းတိုင်းအထက်ပိုင်းတွင်လည်း KIA ကအခြားသောဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့များနှင့်ပူးပေါင်းကာစစ်ကောင်စီကိုတိုက်ခိုက်လျက်ရှိပါသည်။စစ်ကောင်စီကလည်း KIA ဌာနချုပ်ရှိရာနိုင်စာမျိုးကိုထိန်းချုပ်နိုင်ရန်မြေပြင်ဝေဟင်အသုံးပြု၍အပြင်းထန်ကြိုးပမ်းနေတော်လဲယနေ့တိုင်အောင်မြင်မှုမရရှိသေးပေထိုအချိန်တွင်လေကြောင်းနှင့်အဝေးပြက်လက်နက်ကြီးကိုအသုံးပြု၍စစ်ကောင်စီကတိုက်ခိုက်နေရာပြည်သားအများပြားထိခိုက်သေးဆုံးသည့်ဖြစ်စဉ်ပြောင်း KIA ထိန်းချုပ်ဒေသတွင်ပေါ်ပေါက်နေပါသည်။အာနာသိန်းစာ2021မေ3ရက်ကလေးကကချင်ပြည်နယ်မုံမောက်မြို့နယ်မြို့တည်နှင့်ကုံလောကြအတွင်စစ်ရဟတ်ရင်တစင်းကို KIA ကပြစ်ချနိုင်ခဲ့ပါသည်။ ထို့သောပြစ်ချခံခဲ့ရသဖြင့်လေတမစစ်အရာရှိ၃ဦးဆုံးရှုံးသည်ဟုမေလ9ရက်နေ့သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီတာဝန်ရှိသူကထုတ်ဖော်ဝန်ခံခဲ့ပါသည်။2023နိုဝင်ဘာလအတွင်းကလည်းကယင်းဤဒေသကယားပြည်နယ်ဖရူဆိုမြို့နယ်တွင်တိုက်လေရင်တစင်းပြစ်ချခံခဲ့ရကလေရင်မှုပုံမှုကိုတော်လရင်အင်အားစုများကဖမ်းဆီးထားပါသည်။ထို့တူ2023ဇူလိုင်ကလည်းကယင်းဤဒေသဘောလက်ခဲမြို့နယ်တွင်စစ်လေရင်တစင်းကိုဒေသအခြေစိုက်တော်လရင်အဖွဲ့ကပြစ်ချနိုင်ခဲ့ပါသည်။အာနာသိမ့်ပြီး9နှစ်နီးပါးရှိချိန်တွင် စစ်ကောင်စီကိုနိုင်ငံအနှံ့ခုခံမှုများပို၍အရှိန်မြှင့်နေပါတယ်။ဒေါ်လန်ရေးဖွဲ့များကရှမ်းပြည်နယ်မြောက်ပိုင်းစကိုင်းတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ကယင်းဒီဒေသကယားပြည်နယ်ကယင်ပြည်နယ်တို့ရှိစစ်စခန်းရဲစခန်းရာနှင်းချီတိမ့်ပိုက်ထားနိုင်တယ်လို့နေဆက်ကုန်သွယ်ရေးစခန်းနှင့်မြို့အချို့ကိုလည်းထိန်းချုပ်ထားနိုင်ကြပါတယ်။ဆက်လက်ပြီးအေအေနှင့်ရင်ဆိုင်တိုက်ပွဲတွေမှာစစ်တပ်ကစင်ကလေးဖြစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ စစ်တပ်ရဲ့အမှတ်16ကာကွယ်ရေးပစ္စည်းထုတ်လုပ်ဆက်ယုံကပ္ပစ16အနီးတိုက်ပွဲပြင်းထန်နေပြီးနေရီကံပြူဟာကိုလည်းပိတ်ဆို့တိုက်ခိုက်နေကြောင်းနဲ့တိုက်ပွဲများအတွင်စစ်သားအများပြားကစင်ကလျာထွက်ပြေးနေကလက်နက်ချသူတွေလည်းရှိနေကြောင်းအရက်ကတက်တော် AA ကနိုဝင်ဘာ17ရက်မနေ့ညပိုင်းကသတင်းထုတ်ပြန်ပါတယ်။ဘကိုးတိုင်းပရာမြို့နယ်တဲကကပ္ပစ16အနီးညောင်ချိုးကြီးပါလီလာတောင်ပဝင်းချင်းမကွေးတိုင်းငဖေးမြို့နယ်ကနေရီကံပြူဟာကုန်းအေယာဝတီတိုင်းတာပေါင်းနယ် လေးမျက်နှာမြို့နယ်တွေမှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကထွက်ပြေးသူအလံဖြူထောင်လက်နက်ချသူဖမ်းဆီးရရှိသူစုစုပေါင်း80ကျော်ရှိကြောင်း AA ကမင်းညပိုင်းမှာအသေးစိတ်ထုတ်ပြန်ပါတယ်။ AA ကစစ်တပ်ရဲ့ထိုးစစ်တွေကိုခုခံစစ်အပြင်တံပြန်ထိုးစစ်တွေနဲ့အကောင်ဆုံးတုံ့ပြန်နေတယ်လို့ဆိုပါတယ်။တိုက်ပွဲတွေမှာစစ်ရေးအရရှင်းနိုင်စွမ်းမရှိသလိုအတင်းအဓမ္မစစ်သားစုဆောင်ခံရတဲ့စစ်မှုထမ်းတင်တန်းဆင်းတွေဟာတိုက်ခိုက်လို့စိတ်မရှိပဲရှေ့တန်းကနေထွက်ပြေးနေကြပြီးအလံဖြူထောင်လက်နက်ချသူတွေလည်းရှိတယ်လို့ဖော်ပြထားပါတယ် စစ်တပ်ရဲ့ရန်တွေချက်လုတဲ့စက်ယုံကာပါစာ16အနီမှာနိုဝင်ဘာ၈ရက်ကနေ၁ရက်အထိတိုက်ပွဲတွေမှာ အမတ်၁၀စစ်စီရေးကိုကဲမှုဌာနချုပ်စကခတစိန်လက်အောက်ခံခမရ361ခမရ363တရင်တွေကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်16ဦးအထိရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ဗရောင်းမြို့နယ်တဲမှာတိုက်ပွဲတွေပြင်းထန်နေတဲ့နောက်ထပ်နေရာဖြစ်တဲ့ညောင်ကျိုးချေးရွာရဲ့အရှေ့ဘက်မီတာ2500အကွာပေ1200ကျော်က လေလာတောင်ပဝင်းကျင်အနီးတိုက်ပွဲတွေကနေလေစကခ30လက်အောက်ခံခမာယ368တရင်တစ်ခုတွေနိုဝင်ဘာလ10ရက်နေ့9ရက်မှာအလံဖြူထောင်တက်ပြီးလက်ရဖန်စီရမိသူစုစုပေါင်း10ဦးရှိခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်နေရီကံပြူဟာကိုလည်းအရက်ကတက်တော်နဲ့မဟာမိတ်တပ်တွေကပိတ်ဆို့တိုက်ခတ်နေတာကြောင့်စကခ18လက်အောက်ခံဖြစ်တဲ့အမှတ်ကိုစစ်မြေပြင်စေးတက်ရင်ကတက်ကြတအူအလင်းဝင်လာတယ်လို့ထုတ်ပြန်ထားပါတယ်။အမကူစစ်မြေပြင်စစ်တပ်ရင်ဟာရှမ်းပြည်နယ်တောင်ပိုင်းခိုလံမြို့မှာအခြေစိုက်ပြီးစကခ18လက်အောက်ခံ ထရင်တွင်နဲ့အတူနိုင်ရီကံပြူဟာခုခံစစ်အတွက်စစ်ကောင်စီကတာဝန်ပေးထားတာပါစကခ19မိုင်းပိုင်ရဲ့ကိုကဲမှုအောက်မှာရှိတဲ့အဲ့ဒီတပ်ရင်ဟာအခုအခါနိုင်ရီကံပြူဟာကုန်းမှာအေအေရဲ့ဝင်းရံပိတ်ဆို့မှုကိုခံထားရတဲ့တပ်ရင်တစ်ခုလည်းဖြစ်ပါတယ်စကခ19ဟာနိုင်ရီကံပြူဟာခုခံစစ်အတွက်ပြီးခဲ့တဲ့ဩဂုတ်လကစတင်ပြီးတပ်မ69အစားရောက်ရှိလာတာဖြစ်ပါတယ်စက်တင်ဘာလတိုက်ပွဲတွေမှာလည်းထိခိုက်သေးဆုံးသူတွေထွက်ပြေးသူတွေများပြားခဲ့ပါတယ်နိုဝင်ဘာ9ရက်မှာလည်းကပါစာ16အနီးရင်းဆိုင်တိုက်ပွဲတွေအတွင်း စကခ30လက်အောက်ခံခမရ363တရက်မှစစ်သားလေးဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့အေအေကဖော်ပြပါတယ်။အီယာဝတီတိုင်းတာပေါင်းမြို့နယ်တာပေါင်းကလေးကြေးရွာအနီးနဲ့လေးမျက်နှာမြို့နယ်ဆက်ဆက်ယိုချင်းလေကြေးရွာအနီးပတ်ဝန်းကျင်မှာလည်းအေအေနဲ့စစ်ကောင်စီတိုက်ပွဲတွေဖြစ်နေပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ3ရက်ကနေနိုဝင်ဘာ9ရက်နေ့အတွင်းတိုက်ပွဲတွေမှာရှေတန်းကနေထွက်ပြေးလာလို့ဖမ်းမိထားသူ20ကျော်လက်နက်ချအလင်းပွင့်ရောက်လာသူ20ကျော်ရှိတယ်လို့အေအေကအတည်ပြုထားပါတယ်။ ဒါကြောင့်စစ်မြေပြင်တွေမှာအလင်းဝင်တာထွက်ပြေးတာအဖမ်းခံရတာစုစုပေါင်းစစ်သား80ကျော်ရှိနေပါတယ်။အလင်းဝင်ရောက်လာသူတွေဖမ်းဆီးခံရမိသူတွေအားလုံးဒီပါဟာစစ်တပ်က2025ခုနှစ်အတွင်းအတင်းအဓမ္မစစ်မှုရန်ပေါ်တာဆွဲခြင်းခံခဲ့ရတဲ့စစ်တင်နန်းစင်းတွေဖြစ်ကြပြီးအချို့မှာ18နှစ်မပြည့်သေးသလိုအထက်တန်းတက်နေကြတဲ့ចောင်းသားတွေလည်းပါတယ်လို့အေအေကထုတ်ပြန်ပါတယ်။အတင်းအာရမစစ်မှုတန်းစူဆောင်ခြင်းခံရသူစစ်တင်တန်းစင်းတွေအနေနဲ့ရှေးတန်းစစ်မြင့်နယ်ပြင်အပါဝင် ဤသည့်နေရာဤသည့်စစ်မျက်နှာပြင်မှာမဆိုအလံဖြူထောင်လက်နဲ့ချလို့ရတယ်လို့နီးစက်ရကတဆင့်ဆက်သွဲပြီးအလင်းဝင်ရောက်နိုင်တယ်လို့လည်းအေအေကအတိပေးထားပါတယ်လက်နဲ့ချအလင်းဝင်ရောက်လာတော့သူတွေကိုစစ်တုံးပန်းဥပဒေနဲ့အညီကောင်းမွန်စွာပြုစုစောင့်ရှောက်ထားတယ်လို့ဆိုပါတယ်တာပေါင်းနဲ့လေးမျက်နှာမျိုးနဲ့တဲမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့မနေ့ညပိုင်းအထိစစ်တပ်ကလေချောင်းကနေပုံကျဲနေပါတယ်ဆက်လက်ပြီးရွှေဘိုမန္တလေးလမ်းပိုင်းတွင်စစ်တပ်အထိုင်ချနေသောနေရာနှင့်ခင်းပုံးကိုတိုက်ခိုက်မှု စစ်တပ်ကဒုတက်ခွဲမှုအပါအဝင်၄ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းရွှေဘိုမန္တလေးလမ်းပိုင်းတွင်အကြမ်းဖက်စစ်တပ်အထိုင်ချနေသောနေရာနှင့်ခင်းပုံးကိုတိုက်ခိုက်ရာအကြမ်းဖက်စစ်တပ်ကဒုတက်ခွဲမှုအပါအဝင်၄ဦးသေဆုံးခဲ့ကြောင်းရွှေဘိုမြို့နယ်ပကဖမတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ10ရက်နေ့ညနေ4:20မိနစ်ခန့်တွင်ရွှေဘုံမြို့တောင်ပတ်အထွတ်မုတ်ဦးတွင်အထိုင်ချတပ်ဆွဲထားသော အကြံဖတ်စစ်တပ်တပ်မ33လောက်ခန့်စစ်ကြောင်းမှစစ်သား20ခန့်သည်ရွှေဘိုမန္တလေးလမ်းပိုင်းတာကနန်းရွာထိပ်တွင်ဝစ်ချင်းချ၍အထိုင်ချနေစဉ်ဒေါ်လန်ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ထိုထိုင်ချနေသောစစ်သားများကိုဒေါ်လန်ရေးတပ်ဖွဲ့များကအနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲတနိုင်ခန့်ဖြစ်ပွားခဲ့ကစစ်တပ်ဘက်မှအထိနာပြီးရှာတော့ကြီးရွာဘက်ကိုထွက်ပြေးသွားကြောင်းသိရပါသည်။ထိုသို့ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးနောက်တာကနန်းကျေးရွာအတွင်နေမည်ရှင်းလင်းမှုလှုပ်ဆောင်နေစဉ်ဒေါ်လန်ရဲတပ်ဖွဲ့များနှင့်တာကနန်းရွာဖုံးကြီးကျောင်းအတွင် ဟင်းပုတ်ဝင်နေသောစစ်သားများထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားနေစဉ်အတွင်မဟုတ်ဥပတ်တွင်တက်ဆွဲထားသောစစ်သားများကလည်း60မမလက်နက်ကြီး87မမလက်နက်ကြီးများဖြင့်ပစ်ခူပေးတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲဒီတိုက်ပွဲမှာစစ်ခွေးတွေဘက်ကဒုတက်ခွဲမှုအပါဝင်၄ဦးသေဆုံးနေစစ်ခွေးထိခိုက်သေဆုံးတာထပ်တိုးရှိနိုင်ပါတယ်။စစ်ခွေးတွေကိုမနက်စောပိုင်းမှာကားနဲ့လာကဲထုတ်သွားတာပဲသိရပါသေးတယ်ဟုဖြေပုံမြို့နယ်ပကဖမတာဝန်ရှိသူကပြောဆိုပါတယ်။ ရှင်းတိုက်ပွဲအတွင်းအကြံဖက်စစ်တပ်မှတိုးတက်ခွဲမှုအပောက်ဝင်၄ဦးသေဆုံးပြီးပကဖရဲဘော်တဦးမြင့်မြတ်စွာကြာဆုံးခဲ့ကြောင်းထိုတိုက်ခိုက်မှုကိုရွှေဘုံမြို့နယ်ပြည်သူ့ကော်ရဲအဖွဲ့မြို့နယ်ပကဖတာဝန်ခံဤစီမံကိုကဲမှုဖြင့်မြို့နယ် PDO တိုက်ခိုက်ရဲအဖွဲ့တိုက်နယ်၁235ပကဖတိုက်ခိုက်ရဲအဖွဲ့နှင့်နေမီကန်ပကဖများကဖူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ထို့ပြင်ရွှေဘုံမြို့တောင်ဘက်ရှိရွှေဘုံမန္တလေးလမ်းပိုင်းကိုတလကျော်ကြာစစ်ကြောင်းထိုးနေသောအကြံဖက်စစ်သားများနှင့်တော်လှန်ရေးတပ်ဖွဲ့များ ။နိုဝင်ဘာလ6ရက်နေ့ကလည်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးရွှေဘုံမြို့နယ်ပါကဖာအဖွဲ့ဝင်ရဲဘော်ခုနှစ်ဦးမြင့်မြတ်စွာကြာဆုံးခဲ့ကြောင်းသိရပါဗျ။ကျမတဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။